တရုတ်နိုင်ငံမှာပေးရတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများဟာဧပြီလ22ရက်နေ့မှာရန်ကုန်မြို့သို့ထပ်မံရောက်ရှိလာကြောင်းသိရပါတယ်။မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့မန္တလေးမြေငလျင်ကြီးကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ငလျင်တန်းနေဒေသများအတွက်တရုတ်ပြည်သူသမ္မတနိုင်ငံမှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပစ္စည်းများတင်ဆောင်လာတဲ့ Air China Cargo လေယာဉ်ဟာအထမအကြိမ်မြောက်အဖြစ်ဧပြီလ22ရက်မိုးလယ်ပိုင်းမှာရန်ကုန်မြို့သို့ရောက်ရှိလာကြောင်းသိရပါတယ်။အဆိုပါလေယာဉ်ဖြင့်စေဝါများ 3903 kg ပါရှိပြီးရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်တို့ရောက်ရှိစဉ်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များနိုင်ငံသားရေးဝန်ကြီးဌာနကျန်းမာရေးဝန်ကြီးဌာနလူမှုဝန်ထမ်းကိစ္စရေးနှင့်ပြည်နယ်တရားခြားထားရေးဝန်ကြီးဌာနတို့မှတာဝန်ရှိသူများမြန်မာနိုင်ငံဆိုင်ရာတရုတ်တယုံမှကောင်ဆလာဖြစ်သူနှင့်တာဝန်ရှိသူများကကြိုဆိုလက်ခံကြကြောင်းသိရပါသည်အဲ့ဒီနောက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တယုံမှကောင်ဆလာဖြစ်သူက လူသားချင်းစာနာထောင်ထားမှုဆိုင်ရာကူညီပစ္စည်းများပေးရရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကလက်ခံရယူပါတယ်။အဆိုပါရောက်ရှိလာတဲ့ပစ္စည်းများအားတံမတော်သားများရန်ကုန်မြို့တော်စီပင်တာရေးကော်မတီမှဝန်ထမ်းများပြည်ရင်းကုန်တင်ကုန်ချလုပ်သားများကသက်ဆိုင်ရာမတော်ရင်များပေါ်သို့တင်ဆောင်ပြီးကလေးတန်းတဲ့ဒေသများသို့ဆက်လက်ပို့ဆောင်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။